မင်္ဂလာပါခင်ဗျာကျွန်တော်ဒီညီမ property dealer ကနေပြီးတော့အပတ်စဉ်ပေါ့နော်ဒီ HMB တွူးဆောင်ရဲ့အခန်းကဏ္ဍဆိုပြီးတော့ဒီမြို့နယ်တိုင်းမှာရှိတဲ့ဒါ HMB တွူးဆောင်တွေကျွန်တော်ဖိတ်ခေါ်ပြီးတော့ဒါဒီတွူးဆောင်တွေအခန်းတွေတောက်လျှောက်လုပ်ခဲ့တာပေါ့နော်အာဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီဆိုင်သားရမြို့နယ်ကိုအဓိကထားပြီးတော့ပေါ့နော်ဒီ HMB တွူးဆောင်တွေကိုဝန်ဆောင်မှုပေးနေတဲ့ကိုစိုးမို့ရွှေညီမ .com ပေါ့နော်ဒါ Facebook မှာလည်းကြီးကြီး TikTok မှာလည်းကြီးကြီးပေါ့နော်ရှာလို့တွေ့ပါတယ်အဲသူ့ကိုကျွန်တော်တို့ကကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဒါ interview တော်မှာဖြစ်ပါလိမ့်ခင်ဗျာအဲ့တော့မင်္ဂလာပါပေါ့နော်မင်္ဂလာပါကိုခင်ဗျာပထမဆုံးအနေနဲ့ ဒီကျွန်တော်တို့အခုညဘက်ဒီ TikTok တွေကြည့်တာဖြစ်ဖြစ် Facebook ကြည့်ဆိုရင်မတက်တက်လာတော့ကိုစိုးဒီကားပေါ်မှာကားမောင်းပြီးတော့အာဒီသူပြောနေတာဗောနော်အင်ချင်ပြီနဲ့ဟောအဆုံးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစိုးမိုးရွှေမာတော့ကုန်းအင်ချင်ပြီဘလိုဘလိုစတင်ဖြစ်ပေါ်လာတာလဲဗောနော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်အင်ချင်ပြီဆက်လုပ်တော့2018လောက်မှာဆက်လုပ်တာဗောဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အင်ချင်ပြီမလုပ်ဖြစ်တော့ကျွန်တော်နောက်စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ဟိုပင်လယ်ဘက်မှာ ျွန်တော်သွေးခုံးနေမွေးတာပေါ့ထိုင်းအောင်ပို့တာပေါ့ထိုင်းအောင်ပို့တဲ့အချိန်မှာသွေးခုံးနေကကန်ထဲမှာနေပြီးပူပြီးတော့ရာသီဥတုဖောက်ပြန်ပြီးတော့တည်သွားတာပေါ့အပျက်စီးသွားတဲ့ခါကျတော့ကျွန်တော်ကနေပြီးတော့မှလုတ်ကမရှိတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တော်ဒုက္ခရောက်သွားအဲ့ဒီအချိန်မှာကျွန်တော်ဘာလို့လုတ်အောင်မသိတော့တဲ့အချိန်မှာကျွန်တော်အင်ချမ်းမြေတဲကိုပြန်ရောက်လာတာဘာမှမဲတော့အင်ချမ်းမြေကိုကျွန်တော်က100တန်200တန်လေးတွေပဲရောင်းတာ300တန်လေးတွေရောင်းတာပေါ့နောက်ပိုင်းကျတော့ဒီဘက်မှာကျွန်တော်အင်ချမ်းမြေလုပ်ငန်းကိုပြန်အစပြုတဲ့ခါကျတော့ကျွန်တော်ရဲ့ဆရာကိုသိန်းဝင်းနဲ့လိုက်သားမှာကိုသိန်းဝင်းဆိုတော်တော်များများသိပါတယ်ကျွန်တော်ဆရာနဲ့ကျွန်တော် လိုက်လုပ်ရင်းနဲ့ပဲနောက်ပိုင်းကျွန်တော်ဒီ online market ကိုကျွန်တော်အဓိကထားပြီးလုပ်နေဒီအင်ချမ်းပြည်လုပ်ငန်းထဲမှာကိုစုမှုဆိုပြီးတော့မှစပြီးလူတွေအတိမတ်ပြုလာတာပေါ့ဟုတ်ကဲ့ဆိုတော့ဒီအင်ချမ်းပြည်ကအဓိကကျွန်တော် online one တွေကို digital platform one တွေကိုအသုံးချပြီးပဲရောင်းတဲ့သဘောဖြစ်တာပေါ့နော်ဟုတ်ကဲ့ကိုဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီအခုပေါ့နော်အင်ချမ်းပြည်လို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီလှိုင်းသားဆိုတဲ့လူကြီးတွေများလှိုင်းသားမပြောချင်ပါဘူးနော်လက်ရှိပေါ့ဒီအဲ2000 2000နောက်ပိုင်းနေ2000ရှေ့ပိုင်းနေမပြောတော့ဘဲနဲ့ဒီအခုကျွန်တော်ဒီ မီလန်ဆက်ရှိရဖြစ်သွားတယ်ဒီငလင်ပေါ့မန်လေးငလင်ကြီးပေါ့အဲ့ဒီရဲ့မတိုင်ခင်တဲ့အခုအိမ်ငလင်ကြီးပြည့်အချိန်ကြားထဲမှာအင်ချန်ရန်ကုန်အင်ချန်မြေစကူကဘလို့ဖြစ်သွားလဲသူကပထမပိုင်းမှာကျွန်တော်တို့တက်ကတော့၃လပိုင်းလောက်အထိကကျွန်တော်တို့၃လပိုင်းမှာတိုင်ငယ်လောက်အထိငလင်မဖြစ်ခင်အထိတော့ကျွန်တော်တို့တော်တော်ရောင်းကောင်းတယ်အင်ချန်မြေရောင်းရတယ်အဲ့ဒီနောက်ပိုင်းမှာအင်ချန်မြေကလုံးဝပကြသွားကျွန်တော်တို့ကျွန်တော်တို့ရဲ့အနေထားအရပေါ့ဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာကျတော့အင်ချန်မြေကပြန်ပြီးတော့ရောင်းဝယ်ပြန်ဖြစ်လာတယ်ငလင်ကြောင့်တော့ရိုက်ခတ်မှုကတော့အများကြီးဖြစ်တယ် အများကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဝယ်လက်တွေပျောက်သွားတာပေါ့တောက်လျှောက်လဲဟိုပဲဖြစ်ဒါပေမဲ့ဒီနောက်ပိုင်းကျတော့နည်းနည်းလေးငလျင်ပြီးတဲ့နောက်ပိုင်းလေးမှာဒီအင်ချမ်းမြေမှာတောက်လျှောက်အယောင်းဝယ်ပို့ပြီးတော့ဖြစ်လာရှိတယ်အော်ဒီလုံချင်းအင်ယာနဲ့ဒီတိုက်ခန်းကွန်ဒိုညီနေဆိုရင်ဘယ်ဟာလေးကပို့လို့ဖြစ်တယ်ကျွန်တော်ကတော့တိုက်ခန်းနဲ့ကွန်ဒိုတွေမကိုင်းပြဘူးပေါ့လုံချင်းအင်ယာကတော့နည်းနည်းအေးသွားတယ်အဓိကမြေတွေမှာ location ကောင်းတဲ့နေရာတွေ mainland ပေါ်တွေလမ်းကျယ်တွေမှာတော့အယောင်းဝယ်များတယ် ဟုတ်ကဲ့နောက်နောက်တစ်ခုอ่ะဗောနော်အခုကျွန်တော်တို့ဒီလိုင်းနာရပေါ့လိုင်းနာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတော်အဆင့်ဒီလူကြီးတွေอ่ะအခုဆိုလိုင်းနာရခဏခဏလာကြတယ်ဟုတ်ကဲ့သူလာကြလာကြလာကြတော့လိုင်းနာရအခုဆိုရင်ကျွန်တော်တို့ဒီတွေ့ပါတယ်လိုင်းပေါ်မှာဆိုရင်ဒီအဲလုံကြီးအိမ်ယာတွေရောနောက်ပြောဒီကျွန်တော်တို့စက်မှုစုံတွေပြီးဆိုရင်အဲရှော့ဟောက်တွေရောင်းချွန်တာတိုင်းတွေ့တယ်ဗောဟုတ်ကဲ့လိုင်းနာရရဲ့အင်ချမ်ပီယံဈေးကွက်ကိုလည်းတစ်ချက်တော့ပြောပြရအောင်လိုင်းနာရအင်ချမ်ပီယံဈေးကွက်ကတော့အခုကတော့အတက်ဖက်ပဲ အတက်ပါပဲအခုဒီမိနစ်တွေကျွန်တော်မနေ့ကတနေ့တည်းနဲ့ကျွန်တော်ရောက်ဈေးခွက်နေထားရဆိုလို့ရှိရင်မနေ့တနေ့ကျွန်တော်ရောင်း၃လုံးရောင်းရတာပေါ့နော်၃လုံးရောင်းရတာပေါ့ဘာလို့ဆိုတော့ဈေးခွက်ကနှိုင်းသားကိုလူကြိုက်ရမ်းများလာတယ်နှိုင်းသားမှာကအာရမ်းဖွင့်ပြိုးလာတယ်နော် main land မှာလည်းဆိုတော့ချင်းလမ်းနေစတကယ်ကောင်းမှကောင်းနေပေါ့နော်ပြီးလို့ရှိရင် main ဘေး land platform တွေကအစတော်တော်လေးကိုလှပလာတယ်ပေါ့အဲ့ဒီခါနောက်ပိုင်းမှာလူတွေကနှိုင်းသားမှာရင်းနှီးမြှုပ်နှံခြင်းနဲ့သူများလာတယ်ပြီးတော့နှိုင်းသားမှာအယောင်းဝယ်လှုပ်ခြင်းနဲ့သူတွေပုံများလာတယ်တို့တွေ့ရတာပေါ့ကျွန်တော်တို့ ဘာကြောင့်အဲ့လိုဒီအဲမြို့သိပေါ့နော်မြို့သိပြောလှိုင်းသားမြို့သိရှိမယ်ရွှေပြည်သားမြို့သိတကူကအဲ့ထက်မှလှိုင်းသားရဘာဖြစ်လို့တုံလို့အလိုဖွင့်ပြရတာလဲဘောနော်ပထဝီနေဟာရလို့ရှိတယ်ဟုတ်တယ်အဲဟိုလှိုင်းသားကဘာကြောင့်ဖွင့်ပြရလဲဆိုနံပါတ်1ကလှိုင်းသားကိုပြုပြင်လာတာလဲများတယ်ပေါ့နောက်ပါလှိုင်းသားရလို့ပြောလို့ရှိရင်လူတွေအများစုကမလာခြင်းကြဘူးဒါပေမဲ့ ကျွန်တော်ကလှိုင်းသာမှာလှိုင်းသာအကျိုးဆောင်ဆိုပြီးတော့ကျွန်တော်လှိုင်းသာမြို့နယ်မှာအကျိုးဆောင်ကောင်းများစွာရှိတယ်။ဒါပေမဲ့လှိုင်းသာမြို့ကိုကျွန်တော်ကတည်ပြီးလုပ်တယ်ဆိုတာကျွန်တော်ကိုယ်ပိုင် brand တစ်ခုကောင်းကောင်းတည်ဆောက်လိုက်တာပေါ့နော်။အဲ့ဒီချိန်မှာလှိုင်းသာကိုလူတွေလာကြအောင်ပေါ့နော်။လှိုင်းသာလို့ပြောလို့ရှိရင်လူတွေအများစုကမလာကြဘူး။တစ်ချက်ကကျွန်တော်လှိုင်းသာမှာနေရင်လည်းကျွန်တော်လှိုင်းသာအကျိုးဆောင်ကောင်းတစ်ခုဖြစ်အောင်စူးစမ်းအားထုတ်တယ်။နှစ်ချက်ကလှိုင်းသာကိုပြုပြင်လာတာရှိတယ်။ပြုပြင်လာတာကျတခုဆိုလို့ရှိရင်ဒီအပိုင်းဆိုလို့ရှိရင်လှိုင်းသာကိုတစ်ခေါက်တစ်ခေါက်မှမရောက်ဘူး။ဘယ်နေရာမှမရောက်ဘူးတဲ့လူတွေလှိုင်းသာမြို့ကိုလာဝယ်တယ်။ location အနေထားကျတော့လှိုင်းသာက ဘာလို့ရင်းနှီးမြှုပ်နှံမှုလှုပ်လို့ကောင်းလဲဆိုလို့ရှိရင်လှိုင်သာမြို့ရဲ့နောက်မှာအေရောက်တိုင်းတိုင်းလုံးရှိနေတာလေနောက်တစ်ချက်ကကြတော့ကျွန်တော်ရှိမှာဟိုဆိုလာရောင်းတဲ့ပစ္စည်းဆိုင်တစ်ခုလာဝယ်တယ်လာဝယ်တဲ့အခါကျတော့သူကအေရောက်တဲ့ဈေးကွက်ကိုအေရောက်တိုင်းစီးပွားရေးဈေးကွက်ကိုချုပ်ချင်တဲ့အခါကျတော့လှိုင်သာမြို့ကိုလာပြီးတော့တည်တာ အခုဒီနေ့ဆိုရင်လိုင်သာမျိုးကိုလာတည်တာဘာလို့ဆိုတော့ AI တဲ့ဈေးခွက်တစ်ခုလုံးရဲ့လိုင်သာမျိုးလို့ပြောလို့ရှိရင်လူတွေကမလာချင်ဘူးသို့တော်လည်းလာပြီးယင်းဒီမြုံနံတဲ့သူတွေအများစုကအကျိုးမြတ်ရသွားတယ်။ဘာကြောင့်လဲဆိုတော့လိုင်သာမျိုးရဲ့နောက်မှာ AI တိုင်းထပ်ပေါက်တစ်ခုလုံးရှိနေတာဈေးခွက်တစ်ခုလုံးရှိနေတာဒါနံပါတ်၁ပဲပေါ့နောက်ကနော်ဟုတ်ဆိုတော့နောက်တစ်ခါပေါ့အခုကျွန်တော်တို့ဒီအခုဟောနေတာပေါ့ဒီရန်ကုန်မြို့သိစီမံကိန်းပေါ့နော်အဲ့တချို့ကဒီရန်ကုန်မြို့သိစီမံကိန်းကနည်းနည်းလေးစားလို့မဆိုရင်လိုင်သာကဈေးတွေကတဟုံလုံးပြပြတက်ပြန်ပြီဆိုတော့ဘယ်လိုဆက်ဆက်မှုတွေရှိလဲအဲ့ဒီကတော့ဘယ်လိုနားလည်ထားလဲပြီးတော့ တလားပေါ့တလားတလားရပြီးတော့ဘို့အခုကဒီဒီတလားဂျန်ကုန်မြစ်တစ်ဖက်ကပေါ့လက်ဂျန်ကုန်မြစ်တစ်ဖက်ကဆိုတော့ဒီခိုင်သာလည်းပါတော့ဒီခိုင်သာကျွန်တော်ဒီဘက်ကထွက်သွားတယ်ဒီသူတွေဘက်ကိုပေါက်တော့ရလာလည်းပေါက်တော့အဲ့လိုမျိုးတလားတလားပြီးတာနဲ့တလားတစ်ဖက်ကျန်အင်ဂျင်စီးတက်ပဲခိုင်သာဖက်ရဲ့ဈေးတွေတက်လာမယ်လို့ပြောနေကြတော့ဘယ်လိုသွားဆက်ဆက်မှုရှိလဲဘို့နော်ဟုတ်လိုက်တာနဲ့ အာခုနကခုမြို့သိစီမံကိန်းတို့တလားတို့ကတော့ဒရားလေးချောင်းမချရတယ်ကျွန်တော်တို့ကကျွန်တော်ဒီဘက်ကလာမယ်ဆိုတော့ပန်းလိုက်ဒရားနေဖြတ်ကူးလဲလို့ရှိရင်အလှိုင်သာနဲ့ခုနမြို့သိစီမံကိန်းလှိုင်သာနဲ့ဒလားစီမံကိန်းဆက်ဆက်သွားတာနောက်တစ်ချက်ကလှိုင်သာမြို့ကအရှိမမြို့သိစီမံကိန်းဟိုဘက်ကဒလားဆိုတာကျွန်တော်တို့လှိုင်သာမျိုးနဲ့ကအရင်ဆက်ဆက်တယ်ဆက်ဆက်တဲ့အပြင်ကိုလှိုင်သာယာမျိုးကဘာတွေသွားပြီးကောင်းလဲဆိုတော့လှိုင်သာမျိုးက ်တည်ထားတဲ့မြို့နေရာကောင်းနေတယ် location ကောင်းနေတယ်လက်ရှိဖွံ့ဖြိုးနေတယ်ပေါ့နော်တရရိပ်တက်နေတဲ့လှိုင်းသာမြို့ဖြစ်နေတဲ့အတွက်ဒီကောင်ကဟိုဘက်ကမြို့သစ်တို့ရန်ကုန်မြို့သစ်စီမံကိန်းတို့ဒီဘက်ကဒလမြို့နယ်စီမံကိန်းတို့စဖော်ပြီးဆိုတော့လှိုင်းသာအပေါ်ဝုံးသူထိုးတက်သွားမှာဘာလို့ဟိုပရမတ်အရှိမကျွန်တော်ပြောလိုက်တယ်ဒီလှိုင်းသာမြို့ကဟိုအရာဥတိုင်းရဲ့ထွက်ပေါက်တစ်ခုလုံးဖြစ်နေဆိုတော့လှိုင်းသာမြို့ထပ်ပြီးဝန်းရံမဲ့နေရာနှစ်ခုထပ်ပေါ်လာတာအဲ့တော့လှိုင်းသာမြို့က location ရအောင်ဈေးခွက်ရအောင်အပေါ်ဆက်တက်သွားအောင်မှာပဲ နောက်ပြီးတော့လှိုင်တာပေါ့လှိုင်တာနဲ့ဟိုလှိုင်တာပဲပြောပါဘောနော်အဓိကကျွန်တော်တို့ကအခုအင်တာဗျူးကလှိုင်တာဒီနိုင်ငံတော်ကြီးကြီးတွေကလှိုင်တာမှာဘလိုဗျူးအမျိုးတွေချမယ်လို့ထင်တယ်တကယ်တော့လာနေတော့လေအဲ့လိုဟိုဖွင့်ပြောတာလေတော်တော်လေးတော့တန်ရှင်းသွားတယ်ဗောတန်ရှင်းသွားတော့ဟိုဘလိုပြောမလဲတခြားမျိုးဒေါင်းဒေါင်းလိုက်တော့မတူဘူးလေဟိုအဲ့ကဘယ်လိုဖောင်းနေရောဒီရင်တို့ပြောနေဆိုတော့အကြီးအကျယ်ကြီးတွေပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လိုတန်ရှင်းနေဆိုရင်လူကြီးရတယ်တချို့ထူထဲနေနေမှာတော်တော်လေးဟိုထူထန်းတာလေတွေ့ရတယ်ဗောနော်အပြုတ်အခုကျွန်တော်တို့ဒီအပတ်မက်နေပေါ့အခုဆိုရင်ကျွန်တော်တို့ဒီ ကျန်စသားအိမ်ရပြီးတော့နောက်ထပ် format တစ်ခုတော့သူရောင်းလာကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့တွေ့ရတာဟုတ်ကဲ့အဲ့လိုဆိုပြီးတော့ကျွန်တော်ဒီအဲဝီဒီပေါ့တကုံရဝီဒီအရှိမှလည်းကျွန်တော်ဒီ short တွေရောင်းလာတွေ့ရတယ်နောက်ပြီးတော့အဲကျွန်တော်ဒီပါလေစူပေါင်းရုံးတော့ဖတ်ပါတယ်ကျွန်တော်တို့ဒီအဲ short တွေတော်တော်များတယ်ဟုတ်တယ် angry ရလောက်တာလေးပေါ့ဟုတ်တယ်အဲအဲ့ဒီအားတွေနဲ့ပတ်သက်ပြီးတော့ဦးနည်းလေးပြောပြပြောဘယ်လိုမျိုးမြင်လဲအခုဒီဒီ hari ရောဟိုအဲ့လိုမျိုး short တွေရောင်းတော့ဒီခိုင်တာပို့ပြီးတော့ဖွင့်ပြလာတာပေါ့ဒါပေမဲ့ခုနကအခုပြောလို့ပေါ့ AOD က ဟိုကုန်ဒီကုန်ပစ္စည်းဝယ်တဲ့လူတွေကရန်ကုန်မြို့မသွားတော့ဘူးလေဒီမသွားတော့ဘူးလိုင်းတာမှာလိုင်းတာမှာတောက်ဝယ်တာဒါကြောင့်မို့ဟိုပါပေါ့ location ရလိုင်းတာမြို့ကအာအရန်တာတယ် AI တိုင်း top box တစ်ခုလုံးရှိတယ်ခုနကလို့ပြောဟိုဘုံအောင်ကျွန်းလမ်းနဲ့ချန်စတာလမ်းကြားမှာရှိနေတယ်စီမံကိန်းတစ်ခုပေါ်မှာအိမ်ရစီမံကိန်းတစ်ခုပေါ်မှာပေါ့နော်အခုခုနကအနော်ထာလမ်းဟိုဘက်မှာဆိုတော့အင်ဂရီတို့ဘာကိုစောက်တယ်ဆိုတော့အဲ့ဒါကလိုင်းတာကိုများစွာအကျိုးပြုတယ် ပြီးတော့အဲ့ပြီးတော့လှိုင်းသာမျိုးမှာခုနကျွန်တော်ပြောသလိုမျက်နှာသရားကနေတက်တက်ဆင်းလာတယ်လမ်းနေတောက်လျှောက်ပြင်းတယ်ကျိုးသရားကနေတက်တက်ဆင်းလာတယ်လမ်းနေတောက်လျှောက်ပြင်းတယ်အဲ့လမ်းနေလမ်း main line နှစ်လမ်းပေါ့နော် main line နှစ်လမ်းကနေပြီးတောက်လျှောက်ပြင်းလာတာဖြစ်တဲ့အတွက်ဒီလှိုင်းသာမျိုးကရှေ့ကိုဆက်ပြီးတော့ဖွံ့ဖြိုးနေဦးမှာပဲတောက်လျှောက်ကြီးဖွံ့ဖြိုးနေဦးမှာပဲနောက်တစ်ခုပေါ့ခုနကျွန်တော်ပြောရတဲ့အမှာပေါင်းရတာပေါ့နော်ဒီမြို့တိပေါ့မြို့တိမြို့တိပဲပြောပါပေါ့မြို့တိတွေပို့တဲ့အခါမှာဥပမာဆိုတော့တချို့ကျွန်တော်တို့ဒီ property dealer တွေပြောအများတမ်း ကျောပြစ်တယ်ဘာလဲဆိုရင်ကျွန်တော်တကုံလေးမျိုးနဲ့ကိုကျွန်တော်အမြဲတမ်းဟန်နဲ့ထားတာပေါ့နော်အခုလည်းပြောရင်တော့အဲ့ဒီမှာရှိအင်ဂျင်ပြေကျူးဆောင်နေတယ်ကျွန်တော်ကတွေ့ဆုံမြင်မြန်နေဆိုတော့သူတို့ကဘာလို့ပြောရလဲဆိုရင်ဥပမာဆိုတော့တောင်းကလာမှာ1 square view ဘယ်လောက်ရှိလဲအဲသူတို့တောင်းကလာမှာ1 square view တန်းတန်းရှိလို့ရှိရင်အဲ့ဒီမှာရောင်းလိုက်တယ်ပြီးရင်နောက်တကုံလာရွှေ့လို့ရှိရင်နောက်တကုံမှာတကယ်ကိုအဲ တဝက်ကိုအရင်နေလို့ရတယ်တဝက်ကိုအင်ကောင်းကောင်းနဲ့ချိုင်းနဲ့ဝန်းနဲ့တိုင်းနေလို့ရတယ်ပေါ့နော်ပြီးတော့ဒီသူမျောတုံကိုလမ်းလိုက်ပါဆိုတော့ဒီကျွန်တော်တို့ဟိုဟိုဘာတို့ဘာတို့ကွန်ဒိုပါဆိုဆိုဘာတို့ကွန်ဒိုဖြစ်တယ်အိမ်ရရှိတယ်ပေါ့ဘာတို့အိမ်ရတော့ရှိတယ်ကွန်ဒိုတွေရှိတယ်ဘာညာဆိုတော့ဖွံ့ဖြိုးတယ်ပေါ့ပြောပါတော့တော်တော်များတိုင်းသားမှာကျတော့လူတွေကဟိုလူတွေထူးထက်တယ်တိတ်ပြောလို့မျိုးဟိုမရှိဘူးပေါ့နော်ဖြစ်တော့တိုင်းသားရဲ့ဈေးကွက်အချင်းကြီးရောဘလို့ရှိနိုင်လဲပေါ့နော်အဲ့လိုမျိုးတွေမရှိဟာကျတော့လေနည်းနည်းလေးပေါ့ နေနေလားဘောနော်နေနေလားဘောနော်လိုင်းသားရရဲ့ဈေးခွက်ကကျတော့ယင်းဒီမြုံနံမှုတွေယင်းဒီမြုံနံမှုလုံးမဲ့သူတွေကျွန်တော်ခေါ်ကြနေပေါ့ချို့ကျတော့လိုင်းသားကိုမရောက်ဘူးဆိုပြီးမလာကြတော့ဘူးပေါ့ဒါမင်လာတဲ့ခါကျတော့ဘာဖြစ်ဈေးခွက်ကိုမမြင်ဘူးခုနကကျွန်တော်ပြောသလိုပေါ့ဟိုဒီ မြောက်တကုံဆိုလို့ရှိရင်စေကွက်ကုံသွားပြီ။ဘာလို့လဲဆိုတော့သူရဲ့ဒီလမ်းမကြီးတွေပေါ်မှာရှိနေတယ်။လမ်းမကြီးလမ်းမကြီးအတွင်းပိုင်းနေဆိုလို့ရှိရင်သူကအိမ်ကြီးတွေ2000ခွဲတန်းနေ3000 3000တန်းနေစောက်ပြီးတော့နေကြတာပေါ့။လှိုင်းသာမြို့ကြတော့ဥမာကျွန်တော်တို့ဒီ main လမ်းမကြီးဟို main လမ်းမကြီးတွေရှိတယ်ပေါ့။အမှန်ငါးလမ်းတို့ရန်ကုန်ပသိမ်လမ်းတို့ဘူအောင်ကျော်လမ်းတို့ကျန်စစ်သားလမ်းတို့ဗိုလ်ချုပ်လမ်းတို့အဲ့ဒီလမ်းတွေစီပုံကတဆင့်ခုံဖို့ကြံသေးတယ်။စေကွက်ရတဆင့်ခုံဖို့ကြံသေးတယ်။ဘာဖြစ်လို့ဆိုတော့မြောက်တကုံဘက်ကိုကြည့်လိုက်လို့ရှိရင်ချို့မြို့စီကားတွေနဲ့မြို့တွေကိုကြည့်လိုက်လို့ရှိရင် သူကဒီလမ်းမကြီးတွေမှာ၃တက်တိုက်၄တက်တိုက်ကြီးတဲ့ဈေးကွက်ကြီးတွေနဲ့ဈေးကားနေ။အဲကျွန်တော်တို့လှိုင်သာခုနဘူအောင်ကျော်တို့ခုနကြာဆက်သားတို့ဘူချုပ်လန်းတို့အနော်ထာလန်းတို့မှာကြည်လိုက်ဆွဲချာလောက်လေးနဲ့တက်တက်ကလေးပဲဟိုတိန်းသုံးရထာလောက်အဆောက်အဦလေးစောက်ပြီးတော့အဲ့မှာဈေးကွက်တွေရောက်နေတော့ဗော။အဲ့ဒီဈေးကွက်ကနေနောက်ထပ်တစ်ဆင့်ခုန်ဖို့ဆိုတာလှိုင်သာမှာပဲကြံတော့တာ။ဒါကြောင့်လှိုင်သာမှာ investment လုပ်တဲ့သူတွေကအကျိုးမြတ်တေချာဖို့ကိုရမှာ။လုတ်ဆရာမြင်နေရလုတ်ဆရာမြင်နေရလည်းကြံသေးတယ်ဗောနော်နောက်တစ်ချက်ဟိုပီမိုးနေလားဆိုကြင်မ20 60ရှိတယ် နော်ဒါလည်း20 60ရှိတယ်အဲ့20 60တွေအကုန်လုံးကတက်ကြီးတွေဟိုအဆောက်အဦတွေအကြီးတွေမြန်မာနဲ့အဆောက်အဦတွေနဲ့ဈေးကွက်ကြီးတွေထွန်းထွန်းထွန်းကားပြီးတော့မှရမ်းစီသွားတာမဟုတ်ပဲね investment လုပ်မဲ့သူတွေအတွက်ဈေးကွက်ကတဆင့်ကျန်နေသေးတဲ့လှိုင်းတာမျိုးဖြစ်တာဘာလို့ဆိုတော့နောက်မှလည်းသူကဟို AI တိုင်းလိုမျိုးနေရာမျိုးတွေရှိတယ်လေနော်အဲ့ဒါမျိုးပါဟုတ်ဆိုတော့လူဂျီမီနိုရဲ့ HMD တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ